တထောင်ကလပ်ကနေကြိုးကြိုးပါရီပတ်ကွာဒီယိုလာအားလုံးပဲမင်္ဂလာပါများရက်ဒီဗက်တန်တွေကတင်ဆက်နေပါရီမန်ချက်စတာစီးတီးနီးပြကြီးပတ်ကွာဒီယိုလာဟာဒီဘက်မှာနီးပြပွားအမှတ်တိုင်တစ်ခုဖြစ်ပွဲပေါင်းတထောင်ပြည်မြောက်တော့မှာလည်းဖြစ်ပါရီကွာဒီယိုလာရဲ့အောင်မြင်မှုအတွက်တပည့်ကျော်မီကေအာဒီတာပါဝင်အတော်များများကဂုဏ်ပြုစကားပြောပေးနေကြပြီးတော့ဂုဏ်ပြုစရာအခိုက်အတန့်ကိုမျှဝေနေကြပါရီကွာဒီယိုလာအတွက်အချိန်ကကန်ရနီးပြကြီးတယောက်ဖြစ်တဲ့ဆိုင်လက်ဖာဂူဆန်ကလည်းချီချူးစကားဆိုလာခဲ့ပြီးပွဲတထောင်ကလပ်ကနေကြိုးကြိုးကြောင်းပြောလာခဲ့ပါရီ ကစားမတယောက်ကနေနီဗျာဘက်ကိုကူပြောင်းကြသူတွေတဲ့ဘက်ဂွာဒီလာကလည်းပါဝင်ခဲ့တာဖြစ်ပါတယ်ဘလုံးနောက်ကောင်းမတော့ပါရမီလဲထူခဲ့တဲ့ဂွာဒီလာဟာဘာစီလိုနာဘီအသင်းကနေသူ့ရဲ့နီဗျာဘွားကိုစတင်ခဲ့ပါတယ်အဲနောက်2008မှာကန်နောင်းကိုဆက်ခံခွင့်ရရှိခဲ့တဲ့ဂွာဒီလာကလီယိုနယ်မက်ဆီဇာဘီအန်ဒရက်အန်ဒီယက်စတာတို့လိုကစားမိုင်းနဲ့တူသူ့ရဲ့တခေတ်ကိုစတင်ထူထောင်နိုင်ခဲ့ပါတယ်ဘာစီလိုနာကလည်းဂွာဒီလာရဲ့လက်ထက်မှာလာလီဂါနဲ့ချန်ပီယံလိအောင်မြင်မှုတွေရရှိခဲ့ပါတယ် ်ဘာစလိုနာမှာအောင်မြင်ဆုံးလေးနှစ်တာကာလကိုဖျက်ဆီးပြီးတဲ့နောက်ဂွာဒီလာကဂျာမနီကိုပြောင်းရွှေ့သိမ်းပိုက်ဖို့ဆုံးဖြတ်ခဲ့ပါရီဘာမင်းနဲ့မှာပြည်တွင်းဖလားတွေကိုရိုးအီနေအောင်သိမ်းပိုက်နိုင်ခဲ့တဲ့ဂွာဒီလာသုံးနှစ်ကြာမှာတော့အလီယန်အရီနာကြီးကနေစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပါရီနောက်ဆက်ကြောင်နေရာဒီမှာဂွာဒီလာကမန်ချက်စတာမိုးပြောက်ဘတ်ချန်းကိုရောက်ရှိလာခဲ့ပြီးပရီးမီးယားလိဂ်ခရီးကိုစတင်ခဲ့ပါရီဂွာဒီလာဟာစီတီအတွက်ဆူပလာ၁၈လုံးရယူပေးခဲ့ပြီးတော့ဒီထဲမှာပရီးမီးယားလိဂ်၆ကြိမ်ချန်ပီယံလိဂ်၁ကြိမ်ပါဝင်ခဲ့ပြီး 2023ဘောလုံးရာသီမှာတမိုင်းဝင်ဖလား၃လုံးအောင်မြင်မှုကိုရှာဖွေနိုင်ခဲ့ပါတယ်။ဂွာဒီယိုလာကပြီးခဲ့တဲ့ရာသီမှာမန်ချက်စတာစီးတီးနဲ့စာချုပ်တေချုပ်ဆိုခဲ့ပြီးတော့အသင်းမှာ2029ခုနှစ်ဒီဆက်ရှိနေဖို့သဘောတူခဲ့ပါတယ်။အဲဒါကြောင့်ဂွာဒီယိုလာဟာ ETF မှာတက်တော်ရှင်နီးပြားကြီးဖြစ်စေတူနေတစ်ခုကြောင်းမှုတော့ထမ်းနေတော့မှလည်းဖြစ်ပါတယ်။ဂွာဒီယိုလာဟာခန်းသားဆုံးနီးပြားကြီးတွေကတယောက်ဖြစ်အားလုံးကသတ်မှတ်ထားကြပြီးဖြစ်ပြီးတော့အခုဆိုရင်တော့ပွဲပေါင်းတစ်ထောင်ပြည့်အောင်ကင်တွင်နိုင်ခဲ့တဲ့နီးပြားကြီးဖြစ်ပါကန်ဝင်တွင်ခဲ့ပါပြီ။ ပွဲထောင်ပြစ်ကလည်းလေဘောင်းနဲ့ထိပ်သီးရှင်ပြိုင်မှုဖြစ်နေတာကြောင့်ဂွာဒီလာအတွက်ပိုလို့တောင်မှအမှတ်တရဖြစ်နေမှလည်းသိကြပါရည်။ဂွာဒီလာကလီမန်နေဂျာများစီယုံ LMA ရဲ့တင်ဝင် website မှာ LMA ရဲ့အဖွဲ့ဝင်တယောက်ဖြစ်ရတာသူတို့အရန်အရေးပါပြီး LMA Hall of Fame ရဲ့တထောင်ကလပ်ကိုဝင်ရောက်နိုင်ခဲ့တဲ့အတွက်လည်းအရန်ကိုယုံမိတဲ့အကြောင်းပြောလာခဲ့ပါရည်။ကျွန်တော်နဲ့နေပေါင်းများစွာရှင်ပြိုင်လာခဲ့ကြရည်ဆိုင်လက်ဖာဂူဆန်ပါဝင်နီးပြည်တွေပါဝင်တဲ့ဒီအဖွဲ့မှာပါဝင်ခွင့်ရတာရန်ဝမ်းတာပါရည်။ ကျွန်တော်ရဲ့ manager ဖြစ်တဲ့ manager အနေနဲ့ပွဲပေါင်းတထောင်ပြည့်ခဲ့တာကိုလည်းဂုဏ်ယူမိပါတယ်လို့ Guardiola ကပြောခဲ့ရင်းနဲ့ဒီလိုအောင်မြင်မှုရရှိနေအောင်ကူညီပေးခဲ့ကြတဲ့မိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့ Barcelona, Bayern Munich, Manchester City တို့ကလှုပ်ဖို့ကင်ဘက်တွေနဲ့ကစားမတွေကိုလည်းကျေးဇူးတင်သွားခဲ့ပါတယ်။ Manchester United ကံတွင်နီးပြကြီး Ferguson ကတော့ Guardiola အတွက်ကျေးဇူးနှုတ်ဆက်စကားပြောပေးသွားခဲ့ပါတယ်။ပတ်ပြေမင်းကို LMA Hall of Fame တထောင် club ကနေကျေးဇူးခွင့်ရတဲ့အတွက်ငါရန်ဝမ်းတာတာပဲကွာ။ ဘောလုံးမရီပေါ်မှာထားတဲ့မင်းရဲ့လေးနဲ့တဲ့ချစ်ချင်းနဲ့စိတ်သက်ပြင်းထန်မှုတို့ကအမြဲတမ်းပေါ်လင်နေကြတာမို့မင်းနေတဲ့ကမ္ဘာဘောလုံးပွဲတွေပေါ်မှာမင်းရဲ့တက်ရောက်နိုင်စွမ်းကိုအရန်ကုန်နေတဲ့နေကွာပွဲတစ်ထောင်မှတ်တိုင်ကိုရောက်ပြီးတော့ဘောလုံးလောကမှာလောက်ကြကြအောင်မြင်မှုကိုထိမ့်သိမ်းထားနိုင်တယ်ဆိုတာမလွဲကူပါဘူးလီပလာတွေချန်ပီယံလိနဲ့ပြည်တွင်းပလာတွေဥရောပထိပ်တန်းလီဂ်ကြီး၃ခုမှာယာယီပြခဲ့တာကိုလည်းထူးချွန်လွန်းတယ်လို့ဆိုရမှာပါပဲ LMA Gala ညစာစားပွဲမှာမင်းနဲ့တူဂုံပြူညစာစားပြီးတော့မင်းကို LMA Hall of Fame တထောင်ကလပ်မှာတရားဝင်ထိနိုင်မှုစောင့်မျှော်နေမယ်လို့ Ferguson ကပြောဆိုသွားခဲ့ပါတယ် ကွာဒီလာဟာခေတ်သစ်ဘောလုံး